ဒီနေ့ကဦးဇင်းတို့မြန်မာနိုင်ငံအတွက်အထင်ကြီးရနေ့တစ်နေ့လည်းဖြစ်နေတယ်နော်ဦးဇင်းတို့အတွက်နိုင်ငံကောင်းဆောင်ကြီးမြန်မာနိုင်ငံသမိုင်းတစ်ချောက်လုံးမှာနိုင်ငံကောင်းဆောင်နှစ်ယောက်ပဲရှိတယ်တယောက်ကဗိုလ်ချုပ်အောင်ဆန်းတယောက်ကသူသမီးဒီနေ့ဒေါ်အောင်ဆန်းစုကြည ဒီနေ့တနိုင်ငံလုံးကိုကောင်းဆောင်မှုပေးနိုင်ခဲ့တဲ့မြို့သားကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ဘာဝလို့ဦးစင်းကဒီနေ့ကောင်းဆောင်ကောင်းရဲ့ကောင်းဆောင်ကောင်းရဲ့ယေရှုတရားဆိုတဲ့တရားကိုဟောပါတယ်လေပြန်ပြောကောင်းဆောင်ဆိုတာ အများရဲ့အကျိုးစီးပွားကို ရှေ့ရှုပြီးရွက်ဆောင်နိုင်သူကိုမှခေါင်းဆောင်လို့ခေါ်တယ်။ဟုတ်ပြီနော်။မြန်မာသမိုင်းတစ်လျှောက်လုံးမှာခေါင်းဆောင်နှစ်ယောက်ပဲရှိတယ်။အဲဒီစောရကလက်ချင်းနောက်မှကြောင်းဝင်လာပြီးစောရကလက်ကြဟုတ်ပြီနော်။အဲ့တော့လုံးလုံးစဲတော့ကျုပ်အငင်းခုံမလုံးနိုင်သေးဘူး။ဦးစင်းရဲ့ယုံကြည်ချက်အတိုင်းကောင်းဆောင်ကောင်းတို့ရဲ့ကျိုးစီးပွားဆိုတာကိုမြတ်စွာဘုရားရှင်ကောင်းဆောင်ကောင်းတို့ရဲ့ခြေစူးတရားဆိုတာကို မြတ်စွာဘုရားရှင်ရဲ့အဆုံးအမဖြစ်တဲ့အပ္ပန္နကတုတ်အပ္ပန္နကဇတ်တဲ့အဲ့ဒီအပ္ပန္နကဇတ်နဲ့ဧကကနိဗ္ဗာန်ပါဠိတော်ကြီးမှာလာတဲ့အပ္ပန္နကဝက်ကအပ္ပန္နကဇတ်ကိုခေါ်မှာ အပ္ပန္နကဆိုတာမချွတ်ယွင်းတဲ့တရားဗါတဲ့မချွတ်ယွင်းကြောင်းမဆုတ်ယုတ်ကြောင်းတရားအဲ့တော့ဒီတရားဖြစ်ပေါ်လာတဲ့အကြောင်းရင်းကဒီနေ့သူတော်ကောင်းတို့ကိုစပြီး တရီတဲပေးနေတဲ့တရားလိုပဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသာဝတိပြည်ဇေတဝန်ကျောင်းတော်မှာသရင်သုံးပြီးတော့တရားဟောနေတဲ့အချိန်အနာတပိန်သထေးကြီးရဲ့အပေါင်းအပေါ်တထေး900ဘာလဲအနာတပိန်သထေးရဲ့အပေါင်းအပေါ်နောက်လိုက်တထေး900အဲ့ဒီ900သောတထေးတွေက အနာတပိန်တထေကြီးသူရောက်ဖအိမ်ကနေမြတ်စွာဘုရားကိုဖူးရပြီးရာဇဂျုံကနေသာဝတိကိုပင့်လာတယ်မြတ်စွာဘုရားကိုပင့်လာပြီးတော့ဇေဒဝံအကြောင်းမဆောက်ခင်အချိန်ထိဒီတထေတွေဟာဘုရားနဲ့တွေ့ပြီလားမတွေ့သေးဘူးတရားနဲ့ရောတန်ခါနဲ့ရောဒါဖြင့်သူတို့တွေကသမာဓိထိလားမိစ္ဆာဓိထိမိစ္ဆာဓိထိဘုရားနဲ့မတွေ့ခင်မှန်ကန်တဲ့အယူဝါဒမတွေ့သေးတဲ့အတွက်သူတို့မျိုးစုံသော ဖယားမပွင့်ငယ်ကနာမည်ကြီးနေတဲ့ပူရဏကသဘာတို့ဏိကန္ဓာတို့အဇိတတို့အစရှိတဲ့ပုံကိုယ်တွေကိုကိုးကွယ်နေတာဒိဋ္ဌိကြီး6ယောက်ကိုကိုးကွယ်နေတဲ့ပုံကိုယ်တွေဟုတ်ပြီနော်အဲ့တော့မြတ်စွာဘုရားကိုအနာတပင်သရေကြီးကဇေတဝန်เจ้าတော်ကိုပင်ပင်ပြီးတော့เจ้าတော်ကြီးဆောက်ပြီးတော့เจ้าအလှပေးတရားတွေဟောတော့မြတ်စွာဘုရားကတလံမြလာတော့ရောင်ကြီးတော်ကွန်မြူပြီးတော့ မြမမင်းတို့ရဲ့တင့်တယ်ခြင်းရုပ်ရည်ယူပကာရမှာလဲလောကမှာမြတ်စွာဘုရားတဲ့တင့်တယ်တဲ့ပုဂ္ဂိုလ်တပ်ပယ်လှပတဲ့ပုဂ္ဂိုလ်မရှိဘူးအတန်တော်မှာလဲရှင်တော်ဗုဒ္ဓအတန်ထက်လောကမှာကောင်းမြတ်တဲ့အတန်ရှင်တတ်သလားအဲ့တော့ရုပ်စင်းယူပမာယူပကာရမှာလဲရှင်တော်ဗုဒ္ဓတဲ့သာတဲ့ပုဂ္ဂိုလ်အတန်တော်မှာလဲမြတ်စွာဘုရားတဲ့သာလွန်တဲ့ပုဂ္ဂိုလ်အဲ့တော့အမြတ်ဆုံးပုဂ္ဂိုလ်ဤအမြတ်ဆုံးသော တင့်တယ်ခြင်းကိုဖူးတွေ့ကြရတဲ့အခါကျတော့ရုပ်ဆင်းယူပကရာအားဖြင့်လည်းလောကမှာအသာလွန်ဆုံးအတန်တော်အားဖြင့်လည်းလောကမှာအသာရဆုံးဆိုတော့ဒီအတန်တွေဒီအဆင်းနေနဲ့ဖူးတွေ့ရတော့ဒါဟာအလွန်ထူးခြားတဲ့ပုံကိုကြီးပဲဆိုပြီးတော့ခုနကတထေးငါးရာကတရဏဂုံ စောက်တည်ပြီးတော့ဗုဒ္ဓဘာသာခံယူတယ်။မဟုတ်လဲ။ ။ငါကသူတို့ကဗုဒ္ဓဘာသာတွေလားဘာသာကြားတွေလား။ဘာသာကြားတွေ။အဲ့တော့အယူဝါဒချင်းတူသလား။အဲ့တော့ဘာသာကြားတွေကနေပြီးအခုဘာလို့ဘာလို့လိုက်တော့ဗုဒ္ဓဘာသာခံယူပြီးတော့ဘုရားကြောင်းသွားပန်းရေချမ်းစီပြီးလွန်စွန်းလူပေါ့အနာတဝိသတိကြီးနဲ့ဤသူသွားတရားနာတယ်လို့လောက်ကြတယ်။အဲမြတ်စွာဘုရားကဝါတွင်သုံးလတရားဟောပြီးတော့ဝါကျွတ်တယ်ဆိုရင်ပဲ စေတဝန်เจ้าတော်ကနေခွာပြီးဒေသသားကြီးကြွသွားရာဇဂိုတို့ဘာတို့ပေါ့ဝေသာလီတို့ကြွသွားမြတ်စွာဘုရားကြွသွားပြီဆိုရင်ဒီဒိတ်ဒီခုနကတထေးတွေအကုန်လုံးကဘုရားเจ้าမရောက်တော့ဘူးငယ်ရောက်ကုန်ငယ်ရောက်မထင်တော့ဟမ်အရင်ဒိဋ္ဌိတွေစီပြန်ရောက်သွားဟုတ်ကလားအဲ့တော့ရောက် ဘလောက်တရားဟောထားတာနတ်ကတော်ကလည်းအချိန်တိုင်းနတ်ကလေးကားလိုက်ရမှာဘိုးတော်ကလည်းအချိန်တိုင်းတက်ကလေးတော့ရိုက်လိုက်ရမှာဟုတ်လားဘာဖြစ်လို့လဲဆိုတော့သူကခွေးမိကောက်ကြည်တော့ဆွတ်တယ်လို့ပဲမဖြောင်းနိုင်ဟင်အဲ့တော့သူတို့အယုံအယူဝါဒဟောင်းကိုစွန့်နိုင်သလားအဲ့တော့ဖះပြန်ကြွတော့ဖះမရှိတော့ဘူးဆိုတော့သူတို့ကအရင်မူလလက်ဟောင်းမိစ္ဆာဒိဋ္ဌိပြန်မဖြစ်ဘူးလား ဖြစ်သွားတယ်။တခါမြတ်စွာဘုရားဒေသစာကြီးလဲ့လဲပြီးတော့ဝါဆိုတာဝတိရောက်လာဗျာမဟေဖះကြွလာပြီဆိုတော့အိုးအိုးနဲ့ပဲပြန်ရောက်လာ။ဟဲပြည်စည်တော်ဝံပြန်ရောက်လာဗျာမဟေအဲ့တော့ဘုရားသာဝကတွေဖြစ်ပြန်ပြီဘုရားတရဏံကိသာမိဓမ္မတရဏံကိသာမိသံဃတရဏံကိသာမိလုတ်ပြန်ပြီ။ဟုတ်ပလား။အဲ့တော့မြတ်စွာဘုရားရှိရင်ဗုဒ္ဓဘာသာဖះမရှိရင် ဘာသာကြားပြန်ပြောဖះမရှိရင်မိစ္ဆာဒိဋ္ဌိပေါ်ကွာကြည့်တယ်လို့ပဲဆိုကြပါစို့ဖះမရှိရင်ဖះရှိတော့အဲ့တော့မြတ်စွာဘုရားပြန်ရောက်လာတော့ဗုဒ္ဓဘာသာဖြစ်အကုန်လုံးခံယူကြပြန်ရောခံယူပြီးတော့မြတ်စွာဘုရားတခါဒေသစာကြီးကြွသွားပြန်ပြီဆိုတော့ဘယ်ရောက်ပြန်မိစ္ဆာဒိဋ္ဌိပြန်ရောက်သွားပြန်ပြီ ဒီလိုကနေတစ်ချိန်ကနေနှစ်ချိန်နှစ်ချိန်ကနေသုံးချိန်ဖျားကြွလာရဲ့မြတ်စွာဘုရားကိုပင့်တဲ့နေရာပူဇော်တဲ့နေရာသူတို့ကထိတ်ဆုံးကအမလေးဖျားတကားလူလူကျောင်းတကားလူလူတက်တက်ကြွကြွရှေ့ဆုံးကနေလို့အမလေးတရားပွဲတွေဆိုလဲသူတို့ဥဆောင်ပန်းနေထိုးပေါ့နော်ရှေ့ဆုံးကဟိုမိစ္ဆာဒိဋ္ဌိတွေလာပြန်ပြီဆိုတော့လဲသူတို့ရှေ့ဆုံးကဟုတ်ပလားဥကြောင်ကြားတယ်ရှိဘူးလားအေးရှိတယ်မြင်မှုလားအဲ့ဒါမျိုးတွေမြင်မှုပါ နင်တို့အရက်ပူပေါင်းသဘောပါလားငါတော့သိတယ်အိမ်စံပြစံပြလို့တက်ထားတဲ့ရွာမှန်သမျှဦးကြောင်ရပေါ်အဲ့တော့နော်ဟိုဘက်ဆိုလဲသူတို့ပါဒီဘက်ဆိုလဲသူတို့ပါမှန်သလားဆိုတော့အယူမှန်ရှိသလားဖြောင်းမတ်တဲ့အယူရှိခုမြတ်စွာဘုရားရဲ့သာသနာကိုခင်ဗျားတို့ဘာကြောင့်ကိုးကွယ်တာလဲဘယ်ကျိုးငါကိုးကွယ်တာ ခင်ဗျားတို့ဘာမှသားတွေတို့မှန်ပါပါဗျာမြတ်စွာဘုရားကိုယုံလားမှန်ပါပါဗျာတရားဟုရောမှန်ပါပါဗျာတန်ခါဟုရောမှန်ပါပါဗျာဘုရားတရားတန်ခါဟုဘယ်အကျိုးငါကိုးကွယ်တာလဲမှန်ပါပါဗျာအဲအဲ့ဒီအလေကောင်ကခုဖြေလိုက်တဲ့ကလေးတွေတာရုတာရုတာရုဂျန်တဲ့လူတော့ကမ်းမသကားရှိရတင်ထားပြီးသားတော့လိုက်မဖြေတတ်ဘူးဆိုခင်ဗျားတို့တော်တော်လေးဝေးနေသေးတယ်လို့ပြောရအောင် မြတ်စွာဘုရားသည်လောကမှာပြစ္ဆုတ်ပံလောကသူ လောကသားတို့ဤပြစ္ဆုတ်ပံအချိုးတန်တရားအချိုးနိဗ္ဗာန်အချိုးငါပွင့်လာတယ်လို့မပြောဘူးလားဒီနေ့ဗုဒ္ဓဘာသာမှန်ရင်မြတ်စွာဘုရားကိုကိုးကွယ်တာဘယ်အချိုးငါလဲပြစ္ဆုတ်ပံအချိုးတန်တရားမလေးနိဗ္ဗာန်တခုတည်းမပြောနဲ့နိဗ္ဗာန်တခုတည်းလုံနေတယ်လို့နေလို့ဒီထဲပါလားတရားဝမ်းပါဘူးနိဗ္ဗာန်သောချလုံနေတယ်ဆိုဒီပွဲကိုရောက်မလာဘူးပြောမနေတယ်ခင်ဗျားတို့ ရှင်းလားကြီးကျယ်ပြီးပြောမယ်ပြစ္ဆုတ်ပန်စီးပွားခင်ဗျားတို့လိုခြင်းမလိုခြင်းပြစ္ဆုတ်ပန်စီးပွားကိုဘုရားသာသနာ ပေးနိုင်မပေးနိုင်အဲ့ဒါအရေးကြီးတယ်ကြောင်ွားတွေလုံးမနေကြနဲ့ရှင်းလားတလောက်အော်ပြီးဟောနေတဲ့အထက်ကိုခင်ဗျားတို့အရေးရောက်မှချမ်းသာမယ်ထင်ပြီးတော့ဘုရားဆန့်ကျင်အရေးရောက်ဘီယာဆိုင်ဖွင့်နော်စံပြရွာတဲ့ဘီယာဆိုင်ပေါ်ဆုံးတော်ပါလား ဘာဆံပြပေးတော့ဆိုအရင်အများဆုံးရောင်းရလို့ဟင်ဒါဆိုလမ်းမှန်ကမ်းမှန်ဖြစ်မလားဖြစ်ဘူးဟိုမှာဗုဒ္ဓဘာသာနေရာလေးတွေသွားကြည့်လိုက်တယ်ရက်ဆိုင်ကြီးပဲအရက်ကြောင်ညာနဲ့အရက်ဆိုင်အပေါ်ဆုံးဒါပြန်ဒါဟာဘုရားသာသနာကိုယုံလို့လားမယုံလို့လားတကယ်လိုက်နာနေတဲ့လူတွေလို့ပြောလို့မရဘူးဗုဒ္ဓဘာသာကိုငါတို့တိရိလင်္ကာနိုင်ငံရောက်ခဲ့တယ်ဗုဒ္ဓဘာသာနိုင်ငံကြီးပဲအရက်ဆိုင်တစ်ဆိုင်မှမတွေ့ခဲ့ဘူး အဲ့တော့အရက်ဆိုင်မရှိဘူးလားရှိသေးတယ်အရှင်ပြအရက်ဆိုတာပုံးလို့ရတာတဲ့ဟိုခိုးကြောင့်ခိုးဝဲလောက်ရတဲ့နေရာမှာရှိသေးတယ်ဟာကွာပါကွာဗမာပြည်မှာအထင်ရှားဆုံးကအရက်ကြော်ညာနဲ့အရက်ဆိုင်ပဲရှင်းလားသဘောပေါက်သလားအဲ့တော့မြတ်စွာဘုရားအဆုံးအမအတိုင်းနေရင်ခုခင်ဗျားတို့သမာအာဇီဝနဲ့စီးပွားရှာစားတယ်မသမာအာဇီဝနဲ့စီးပွားရှာစားတယ်ဘယ်သူကမြန်မြန်ချမ်းသာ ဩဩဩအဲ့ဒီအသိရှိနေကြတဲ့ဗုဒ္ဓဘာသာပြီးပြီပြက်နေတာဂျာလာကြီး꽌သွားတယ်ငွေရတာကိုချမ်းသာတယ်လို့ခေါ်သလားငွေများများရတိုင်းချမ်းသာသလားကဲမခိုးပဲစီးပွားရှာတယ်လို့ခိုးပြီးစီးပွားရှာတယ်လို့ဘသူကချမ်းသာလဲဖြီးတော့ဖြီးတတ်လာပြီးယုံကြည်အောင်အရင်လုပ်မှန်ပါဗျာ ကိုခိုးတဲ့လူကအမြဲတမ်းကြောင်းကြနေရတာသူခိုးတာလဲလူမိမှာဆိုရတယ်အမြဲတမ်းခိုးနိုင်အောင်လဲကြံစီနေရတယ်ပတ်စံဒုတ်ကြီးပိုက်ပြီးတော့ပူးလေလောင်းနေတာဗျို့မဟုတ်တာလုတ်တဲ့လူကအမြဲပူလောင်နေတယ်မေးကြည့်လိုက်ဒီတိုင်းကြည်တာနဲ့ကိုသိတယ်ယဟန်မဟုတ်တာလုတ်လဲအဲ့ဒီမဟုတ်တာလုတ်တဲ့ယဟန်ငြိမ့်ငြိမ့်မနေနိုင်ဘူးရှင်းလားလူမဟုတ်တာလုတ်လဲလူဖြောင်းဖြောင်းမနေနိုင်ဘူး မန္တန်လောက်တဲ့လူကဘယ်နေရာမဆိုဘယ်ဘယ်အခါမဆိုငြိမ်းချမ်းနေတယ်ရှင်းလားအဲ့တော့မခိုးပဲရှာတဲ့လူနဲ့ခိုးပြီးရှာတဲ့လူဘယ်သူချမ်းသာတယ်ထင်လို့အဲအခုမှအခုမှအခုမှဟိမ့်လိုက်ဟောက်လိုက်ချင်းလိုက်ချောက်လိုက်မှခင်ဗျားတို့ဝါဒပြောင်းသွားတာဒါကျုပ်ပြန်ရင်တမျိုးဖြစ်အောင်မှာရှင်းလားဗုဒ္ဓဘာသာဆိုတာဒါခေါ်တယ်ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ယက်တည်ဘလောက်ငတ်နေနေမမှန်တာမလို့ဘူးကွာ မမှန်တာမလုပ်ရခြင်းရဲ့ချမ်းသာကိုသိတဲ့လူမှဘုရားပါတာရှင်းမလားအဲ့တော့အခုအနာတပိန်သတိရဲ့တငယ်ချင်းနေနောက်လိုက်900မြတ်စွာဘုရားရှိလာရင်တို့ဘာပါတာတော့ဘုရားပြန်သွားရင်ဘုရားပြန်ရောက်လာပြီဘုရားပြန်သွားပြန်ပြီကဲဒီတော့တို့မှခံယူချက်ခိုင်ခိုင်လုံလုံသာသနာရဲ့အနှစ်သာရကိုသိသလားမသိဘူး အဲ့တော့အဲ့လိုအချိန်ချင်းဖြစ်နေတော့နောက်ဒီသတင်းကမြတ်စွာဘုရားထံရောက်သွားရောနောက်တော့မြတ်စွာဘုရားနောက်တစ်ခါပြန်ကြွလာတော့ဘဝင်းကြီးကလည်းတိုင်ပြီယဟန်တွေကလည်းတိုင်ပြီအရှင်ဘုရားရှင်ဘုရားရှိဆုံးတာအဲ့ဒီလူတွေကဆောင်းလောင်းတာအရှင်ဘုရားမရှိမလောင်းတော့ဟုတ်နော်ရှင်ဘုရားရှိဆုံးတာတရားနာလာတာရှင်ဘုရားမရှိရင်မလာတော့အဲ့တော့ရှင်ဘုရားရှိရင်ဗုဒ္ဓဘာသာရှင်ဘုရားမရှိရင်မိစ္ဆာဒိဋ္ဌိလုံနေကြတယ်ဘုရားဆိုတော့အဲ့ဒီတတိ900ကိုမြတ်စွာဘုရားအမိန့်နဲ့ခေါ်တယ် စကားတော်နဲ့ခေါ်တယ်ပေါ့ကွာအမိတ်နဲ့ဆိုအဲ့အမိတ်ဆိုတဲ့စကားကြီးဘေးပြထိုက်စမှာနော်မြတ်စွာဘုရားရဲ့မေတ္တာနဲ့စကားနဲ့လှမ်းခေါ်လိုက်ခေါ်ပြီးတော့လာလာတော့မှတထေးတွေမေးတယ်မင်းတို့ဒီလိုလုပ်နေဆိုတာဟုတ်သလားမှန်ပါတယ်ဘုရားမညာနိုင်ဘူးမြတ်စွာဘုရားကိုညာရဲတဲ့ပုဂ္ဂိုလ်ဆိုတာယူမြတ်စွာဘုရားရဲ့ဘုံတော်ကံတော်ညံတော်တကူတော်တွေကြောင့်မြတ်စွာဘုရားရှေ့မောက်ရောက်ရင်ညာပြောရဲတဲ့လူမရှိဘူးအဲ့တော့မင်းတို့ဒီလိုလိုပဲငါရှိရင်တစ်မျိုးငါမရှိရင်တစ်မျိုးလုပ်နေတယ်ဆိုတာဟုတ်သလား ဟုတ်ပါတယ်ခမညာဟောတဲ့အသိဉာဏ်ကင်းမဲ့တော့ပါတယ်လေဘာဖြစ်လဲအသိဉာဏ်ကင်းမဲ့တော့တဲ့မှန်ကန်တဲ့ခေါင်းဆောင်ခေါင်းကိုရွေးချယ်နိုင်စွာမရှိကြမရှိကြအတိတ်ကအတိတ်က ခေါင်းဆောင်ခေါင်းနောက်မလိုက်မိခဲ့ကြလို့အကျိုးစီးပွားပြတ်သွားကြတဲ့ပုံကိုယ်ဒီခေါင်းဆောင်ခေါင်းနောက်ကိုယုံယုံကြီးကြီးလိုက်ခဲ့ကြလို့ယေရှုများသွားကြတဲ့ပုံကိုယ်ဒီအထင်ရှားရှိခဲ့တယ်ကွာမြတ်စွာဘုရားဒီလိုပြောတယ်ဟုတ်ပြီနော်အဲ့ဒီမှာရှိတော့အနာမှာရှိတဲ့အရှင်အနန္ဒာကထပြီးတောင်းပန်တယ်ရှင်ဘုရား ယခုပြစ္ဆုတ်ပံမှာတော့ဒီတဖေးတွေတရွယ်တွေဟာမှန်ကန်တဲ့ဥဆောင်မှုနောက်ကို မလိုက်နိုင် ကိုယ်ွယ်မှုကိုယုံယုံကြည်ကြည်ပြတ်ပြတ်သားသားမကိုယ်ွယ်နိုင်ကြတဲ့အတွက်ဒီပုဂ္ဂိုလ်တွေဗယံဗရာဖြစ်နေကြတာတပည့်တော်တို့မျက်မြင်ဒိဋ္ဌဖြစ်ပါပြီ အတိတ်ကဘယ်လိုသောပုဂ္ဂိုလ်တွေဟာပျက်စီးခဲ့ကြပြီးတော့ဘယ်လိုပုဂ္ဂိုလ်တွေကျေးဇူးများခဲ့တယ်ဆိုတာတပည့်တော်တို့အာအစဉ်သနာခြင်းကိုအကြောင်းပြု၍သိအောင် ဆုံးမပြီးတော်မူပါဗျာဆိုပြီးအရှင်အနန္ဒတောင်းပန်တောင်းပန်တော့မှဟေးဟေးတဲ့အတိတ်ကဘာရာနသီပြည်မှာဗျမရမင်းကြီးအုပ်ချုပ်နေတော့ပါတဲ့ဘာရာနသီပြည်ရဲ့ဗျမရမင်းရင်ဒါခက်သလားအားလုံးမမိတယ်နော်ဘယ်ပြည်မှာမင်းကဒါဗုဒ္ဓဘာသာမြန်မာလူမျိုးတွေနဲ့မစိမ့်တဲ့ဇာကားပါ ဗာရာဏသီပြည်မှာဗြဟ္မာမင်းကြီးအုပ်ချုပ်နေတော့တယောက်သောပညာရှိလဲကုံတဲ့ဟာလဲသား900နဲ့ကုံရောင်းကုံဝယ်လို့လဲသားဘယ်လောက်ပညာရှိလဲကုံတဲ့ဗာတဲ့အဲ့တော့သူကဥဆောင်ပြီးတော့မှ ခေါင်းဆောင်လုပ်ပြီးတော့မှအယောင်းဝယ်လောက်တာသူနောက်လိုက်ဘယ်လောက်ရှိလဲနောက်လိုက်900ရှိတယ် အဲ့တော့တခုသောကာလမှာအယောင်းဝယ်လို့ဖို့အတွက်ဟိုးဝိလံသီခေါင်းနဲ့ကန္တာယခီးတွေကိုဖြတ်ပြီးတော့ကုံရောင်းကုံဝယ်လုပ်မယ်ဝေးဝေးသွားပြီးများများရောင်းမှအမြတ်ဆုံးများများရချမ်းသာမှာဆိုတော့စီးပွားချာနေတဲ့ပုံကိုယ်တွေပြီးပြီးအယောင်းဝယ်ထွက်ကြဖို့ကုန်ပစ္စည်းတွေစူးကြလဲတွေနွားတွေပြညာဆင်ညာလုံနေသလိုအဲ့ဒီဗာဒနာသီပြီမှာပဲတခြားသောလဲကုံတွေတယောက်ကလည်း လေပန်900နဲ့အတူဟုတ်ပြီနော်ကုံရောင်းကုံွယ်လို့ဖို့ပြင်နေတယ်ဆိုတော့သူတို့ကုံရောင်းသွားမဲ့အချိန်ကတစ်ချိန်တည်းဖြစ်နေပြောကုံရောင်းသွားမဲ့အချိန်ကဒါဖြင့်သွားမဲ့ခရီးကိုပညာရှိလဲကုံတဲ့ကဒါဆိုရင်သူတို့ဘယ်ဟိုသွားမှလဲသွားစုံစမ်းစမ်းမေးစမ်းဆိုတော့သွားမဲ့ခရီးကလည်းတူးနေပါတယ် သွားမဲ့ခွေးကလည်းတူနေတယ်သွားမဲ့အချိန်ကလည်းတူနေတယ်ဆိုတော့တစ်ချိန်နဲ့လမ်းခရီးတစ်ခုကိုဒီနှစ်ဖွဲ့သွားရင်လဲပေါင်းဘယ်လောက်ဖြစ်သွားမလဲလဲပေါင်းတစ်ထောင်ဆိုလဲတစ်ထောင်ဆိုရင်လမ်းမှာသွားရေးလာရေးနေရေးထိုင်ရေးစားရေးတောက်ရေးကိစ္စအဝဝမှာအဆင်ပြေနိုင်မှာမလားကြံကြံမှုတွေဖြစ်မဲ့တခါအယောင်းဝယ်လို့တော့လဲနေရာလူရက်ပြီးရောင်းရရင်အဆင်ပြေပါ့မ မပြေတော့ဒီဘက်ကပညာရှိလဲကုံတယ်ကြီးကဟိုဘက်ကလဲကုံတယ်တယောက်ကို ပထမလဲကုံတယ်ကဒုတိယလဲကုံတယ်ကိုတွေးဆုံရအောင်ညှိနှိုင်းရအောင်ချင်းအချင်းချက်ပြုတ်ပြီးတော့သူတို့နှစ်ယောက် တွေးဆုံတယ်တွေးဆုံပြီးတော့ငါတို့မင်းပဲနေရာကိုသွားမှာလဲဒီနေရာကိုသွားမှာဘာကုံနေပါလဲဒီကုံဒီကုံပါလဲအေးငါလဲဒီကုံဒီကုံပါလဲဒီနေရာသွားမှာဘယ်ချင်းတုံးဒီချင်းဘယ်ရက်တုံးဒီရက်ပေါ့လေနေကောင်းရက်သားကစအကုန်တူနေမှာပေါ့ ီတော့ဒီလိုဆိုရင်တော့မဖြစ်ဘူးတဲ့တို့နှစ်ဖွဲ့အတူသွားရင်အယောင်းဝယ်မှာအကျိုးမြတ်များဖို့မမလွယ်ဘူးဒီတော့တို့တွေရှေ့နောက်ခွဲသွားမှတော်မယ်အဲ့တော့မင်းရှေ့ရသွားမလားငါရှေ့ရသွားမလားဆိုတာငါတို့ရွေးချယ်မှဖြစ်အဲ့တော့ငါကအကြီးဖြစ်တယ်ကွာတဲ့မင်းကိုဦးစားပေးမယ်မင်းကြိုက်တယ်လို့လုံးတဲ့ရှေ့ရသွားမလားနောက်ကသွားမလားဟုတ်လားကဲတို့ ဒကာဒမတွေဆုံးဖြတ်ပေးပါဦးရှေ့ရသွားမလားနောက်ကသွားမလဲဟမ်ဘာဖြစ်လို့အဲ့ဒီမှာမဲခွဲရမယ်နော်မစိုးပါဘူးအဲ့တော့ဥစားပေးအနေနဲ့ပြောလိုက်တော့ဒုတိယလဲကုံတွေကစဉ်းစားတယ်သူအကြံဉာဏ်ရှိတယ်အကြံရှိတယ်ပေါ့လေအင်း ရှေ့ရသွားရင်ငါတို့နွားတွေကသူများမစားရသေးတဲ့မြက်ဦးကိုစားဟင်းဒီရင်ရွယ်လဲငါတို့ကရှေ့ကနေဦးဦးဖျားဖျားစားရရေဆိုရင်လဲအကြီးတောက်ရဟုတ်ပြီနော်အဲ့တော့လမ်းဆိုရင်လဲရှေ့ရှေ့ကလူတွေမသွားသေးတဲ့လမ်းဖြစ်နေတဲ့အတွက်ငါတို့ကသာသာရရသွားရမယ်အဲ့တော့ ်မြေအူးစားရမယ်ဟင်းရွယ်အူးစားရမယ်ရည်ကြီးတောက်ရမယ်ဒါကရှေ့အရင်သွားကျင်တဲ့ဒုတိယလဲကုန်တဲ့ဆုံးဖြတ်ချက်နောက်ကြတော့ဈေးကလည်းငါတို့ကြိုက်သလိုတင်ရောင်းလို့ရတယ်ဆိုတော့ရှေ့ကသွားချင်းရဲ့အချိုးကျေးဇူးကို तू ကဒီလိုတွက်လိုက် တွက်ပြီးတော့မှ ပထမပညာရှိလဲကုန်တဲ့ကို ဒါကျွန်တော်တို့ရှိရသွားမယ်ဒါဆိုရင်ခမချေနပ်မလားဆိုတော့ပညာရှိလဲကုန်တယ်စဉ်းစားတူကလည်းသူ့ဖွဲ့အတွက်သူစဉ်းစားရတယ်။အင်းငါတို့ကနောက်ကသွားမယ်ဆိုတော့အရင်ရှိရလူတွေစားသွားပြီးသားမြက်ကနေပြန်ထွက်လာတဲ့မြက်လူလေးတွေထွက်မှစားရရင်ငါနွားတွေကမြက်ချိုချိုစားရတယ်။ငါတို့တို့ရလည်းသူများခူးပြီးသားဟင်းရွက်ကနေအစ်စ်ပြန်ထွက်တဲ့ရွက်လူကိုစားရတော့ငါတို့ချိုချိုမြိမ်မြိမ်စားရဟုတ်ပြီနော် ရှေ့လူတဲ့ရှေ့ရသွားတဲ့လူတွေကရေမရှိတဲ့နေရာရေတွင်တူးသွားမယ်သူတို့တူးသွားတဲ့ရေတွင်တို့ကအသာတကြီးတောက်ယုံမယ်မကောင်းတဲ့နေရာအဖို့အထက်လမ်းနေသူတို့ပြင်သွားမယ်သူတို့ဖြောင်းပြီးသားလမ်းငါတို့အသာကြီးနောက်ကလိုက်ယုံမယ်ဈေးနှုန်းတတ်မှတ်ခြင်းဟာဇီဝိတ္တိန်တွေချခြင်းနဲ့တတ်ခြင်းနဲ့တူတယ်တဲ့ဈေးနှုန်းချမှတ်ခြင်းဘာဖြစ်လို့လဲဆိုတော့ဘယ်သူပဲဖြစ်ဖြစ်အယောင်းဝယ်လို့ရင်နည်းနည်းမြတ်ခြင်းလားများများမြတ်ခြင်းလားဩ သာဓုသာဓုအကုန်တူကြတယ်နော်နည်းနည်းမြတ်တာကောင်းလားများများမြတ်တာကောင်းလားဘုရားဘာသာဝင်ဒီဘာဖြေမလဲကျုပ်ကကြားကျင်တာနော်သူတို့ဖြေလိုက်ရင်ဒီတိုင်းပါပဲများများမြတ်တာကောင်းဆိုတော့သူ့ဘက်ကိုယ့်ဘက်ဘယ်တော့မှမကြည့်ဘူးမကြည့်လို့နင်တို့တိုင်းပြည်မွဲသွားတာရှင်းမလားနင်တို့ဗမာလူမျိုးတွေရဲ့အကျင့်ကမှားနေတယ်ဘသူသေးသေး ူဇင်းကမိုးကုတ်သားမိုးကုတ်မှာမွေးမိုးကုတ်မှာကြီးလာတာဘုကုမျိုးကဟိုးတောင်ပေါ်မှာနေတယ်လမ်းပန်းဆက်တော်ကြီးအမတန်ခက်ခဲရှင်းလုံးကတော့လမ်းကြောင်းတစ်ကြောင်းပဲရှိတာပေါ့အဲ့တော့မန္တလေးကပို့တဲ့ကွန်ပျူစီနဲ့နေရတာဆိုတော့မိုးရင်အခုလိုမိုးဥကြမိုးရွာလို့ချောင်းရည်ကြီးလို့တရားကျိုးပြီဆိုရင်ဟိုးတရားကကျိုးတာဘယ်လောက်ကျိုးတယ်ဖြတ်လို့မရဘူးရတယ်မသိသေးဘူး ချောင်းရင်ကြလို့တရာကျိုးတဲ့စင်ဆိုတာနဲ့ဆန်စည်းရနှစဖြစ်သွားဟင်ဒါတမ်မန်တမ်မန်အဲ့ဒီတရာတလားလောက်ကြောင်းမာတဲ့ဆိုရင်ဆယ်စားတက်သွားပြီအဲ့ဒီမှာဦးဇင်းတို့မိုးကုံမြို့မှာအလွန်ချီးမွမ်းစရာကောင်းတဲ့ပန်ချာအဲမနူလာဆိုတဲ့ကလာကြီးတယောက်ရှိတယ်ကလာကြီးမိသားစုရှိတယ်အဲ့ဒီကလာကြီးမိသားစုကဦးဇင်းတို့အတွက်ကျေးဇူးအမတန်များပါတယ် သူကဘယ်တရုတ်တွေဘယ်ဗမာတွေဈေးတက်ဈေးတက်သူမတက်ဘူးပြီးတော့တထေးတွေကသိတဲ့အတိုင်းပဲတထေးဆိုတဲ့မျိုးကသူများကိုညှာတာတဲ့စိတ်မရှိဘူးအဲ့တော့သူကပတ်စံရှိတော့တရားကျိုးပရဲဆိုတော့ရှိသမျှဆံအကုန်ပေးရှိသမျှပဲအကုန်ပေးဒီလိုလုပ်တတ်တယ်အဲ့တော့အဲ့ဒီကလာကြီးဘယ်တော့မှမရောဘူးတော့မင်းတို့ပတ်စံရှိတဲ့လူတွေကမရောဘူးကဟိုးပတ်စံမရှိတဲ့သူသိတဲ့ဆင်းရဲနှမ်းပါတဲ့လူကိုမြတ်မြတ်တရားရောင်းနေ ပိုးဝဲလို့လည်းမပေးဘူးနေတော့ခါတိုင်းဝင်နေကြတပြီရော့တပြီပဲဘူးကွာခါတိုင်းဝင်နေကြမပူနေတဲ့ငါမမငတ်တွေ့မင်းတို့မငတ်เสียဘူးလေမင်းတို့ငတ်ရင်ငါလည်းငတ်ပြီလို့မှတ်လိုက်တယ်ဂိုင်းဘောပါလားသူဆိုင်မှာဘယ်တော့မှအလေးချင်းတင်းတောင်းချိန်ခွေမမှန်မှုဆိုတာမရှိသေးဘူး။သူသားသမီးရန်စားသူအများအားဝင်စစ်နေတာ။တေကနေ့ထီကိုယ်တိုင်ဈေးရောက်သွားတာ။ဘယ်တော့မှဆန်တို့စီတို့ရောင်းလို့အလေးချင်းရော့နေတယ်လို့မရှိဘူး။ ကြိုက်တဲ့အချိန်မှာချိန်ဈေးသူများထက်မှန်ရမယ်တမာအာဇီဝနဲ့လောက်ကန်ရှားတော့သွားတာချမ်းသာလိုက်တာအေးချမ်းလိုက်တာရှင်းလားတလောကဦးဇင်းတို့တမှုဘက်ကိုသွားရင်နဲ့သူညီတဝမ်းခွဲတော်တဲ့ပုဂ္ဂိုလ်တယောက်နဲ့တွေ့ဒီအကြောင်းလေးပြောပြသူကလည်းကြားဘူးတယ်တဲ့ဘုန်းကြီးပြောတာကြားဘူးတယ်တပည့်တော်ဂုံယူလုံးလို့တဲ့တပည့်တော်အမျိုးတွေအကုန်လုံးတမာအာဇီဝကိုပဲမြတ်စွာဘုရားအဆုံးအမအတိုင်း ရှောင်ပြောင်မှန်မှန်လောက်ကန်စားတော့ခဲ့ကြပါတယ်ဗျာတဲ့ဒီနေ့ထိဘယ်သူမှဘာဒုက္ခရောက်တယ်လို့မရှိဘူးဟုတ်ပလားသဘောပါပြီလားအဲ့တော့များများမြတ်တိုင်းကောင်းသလားကဲဘယ်လိုမြတ်တာ ကောင်းလဲမြတ်မြတ်တတမြတ်တာကောင်းတယ်သူ့ဘို့ကိုဘို့သူ့ဘက်မြတ်တအောင် ကြည်တတ်ဖို့မလိုအပ်ဘူးလားအဲ့တော့ ဒုတိယလူဆိုတာပထမလူသတ်မှတ်တဲ့ဈေးနောက်ကိုလိုက်ုံပဲဆိုတော့ကိုကဘသူ့ကိုမှလိုက်ပြီးသတ်နေစရာမလိုတော့အမှန်တန်အပြည့်မကင်းဘူးလားရှေ့လူတောင်းရောင်းသွားတဲ့ဈေးတိုင်းရောင်းယုံပဲချရောင်းနိုင်ကိုကချရောင်းသွားယုံပဲဆိုတော့ဈေးခေါ်ပြီးရောင်းနေစရာမလိုတော့တဲ့အတွက်အပြည့်ကင်းနေတဲ့ဒီတော့ဒါဒုတိယလူရဲ့စဉ်းစားချက်အဲ့ပထမလူရဲ့စဉ်းစားချက်အဲ့တော့ပထမလဲကုံတဲ့ကဒုတိယလဲကုံတဲ့ကိုကောင်းပြီတဲ့ ငါညီမင်းကအရင်သွားမယ်ဆိုသွားနေတဲ့ငို့တို့တလခွဲနှလလောက်မင်းတို့သွားပြီးပြန်တော့မယ်အချိန်လောက်မှငါတို့ဒီကစထွက်မယ်ဟေးကဲတော့ကြဆញ្ញန်းသားသားဆိုတော့ဒုတိယလဲကုံတွေကသူ့ဆုံးဖြတ်ချက်အတိုင်းအရင်ထွက်တယ်လေသားဘလောက်နေ900ကိုဥဆောင်ပြီးတော့မှထွက်ပါပြီသူ့ရဲ့အစီအစဉ်တိုင်းဆိုတော့ထွက်သွားကြတော့လမ်းမှာပထမလဲကုံတွေစဉ်းစားသလိုမြက်ဥစားရမယ်ဆိုတော့အဥမစားရဘူးလား စားတော့မျက်နှုလားမျက်ကြမ်းလားအဲခင်ဗျားတို့ဒီနယ်တွေကျတော့ဟိုမြို့ပေါ်ရန်ကုန်ဆိုရင်ဒါတော်တော်လှုပ်ဟောယူရမယ်ဆိုတော့သူတို့မျက်နှုမှန်းကြမ်းမှန်းသိတဲ့လူတွေမှမဟုတ်ပဲခင်ဗျားတို့ဒီမှာကျတော့နွားစာကျွေးနေရတော့မသိဘူးလားအဲ့တော့အူးစားရတယ်ဆိုတော့ဘာဖြစ်လဲမျက်ကြမ်းနေစားရတယ်ဟုတ်ပလားဖြည့်ရွက်ခူးတော့ဟောအဲအရွက်ကြမ်းနေပဲမတွေ့ဘူးလားအဲအဲ့တော့သူတို့တွေကသူတို့မှန်းကြမ်းနဲ့နှမ်းတွေကိုက်သေးသလား အဲ့တော့လမ်းကြတော့လဲမပြေပြေမချောမွေ့တာတွေအားလုံးတို့ချောမွေ့အောင်ပြုပြင်ပြီးမသွားဘူးလားအလွန်ပင်ပန်းစွာသွားကြသွားပြီးတော့အဲ့ဒီကနေရေတွင်ရေမရှိတဲ့နေရာရေတွင်တူကြရေရှားကြနော်တောက်ရေတွေလှုပ်ကြဒီလိုနဲ့ရှားဖွေးင်းနဲ့သွားတော့နောက်ဆုံးမှကန္တာယတစ်ခုကိုဖြတ်ရမယ်ပါတယ်လေအဲ့တော့ကန္တာယဆိုတာက ဆိုတော့ကောင်းလို့သေကန္တရာအလုံးကြဘူးတယ်ဒါမှကန္တရာမှာနာမျိုးသောကန္တရာရှိတယ်စောရကန္တရာဝါလကန္တရာနိရုဒကကန္တရာအမနုဿကန္တရာအပဘက္ခကန္တရာဆိုပြီးကန္တရာဘယ်နှမျိုးစောရကန္တရာဆိုတာသခိုးတွေနေတဲ့ကန္တရာစောရကန္တရာဆိုတာ တခိုးတွေနေတဲ့ကန္နာယဝါလကန္နာယဆိုတာသားရဲတိရစ္ဆာန်တွေရှင်သေးတို့တော့ကြားတို့အစရှိတဲ့အမတန်ရစ်ဆက်ကြမ်းကြုတ်တဲ့သားစားတတော်တွေကိန်းအောင်နေတဲ့ကန္နာယနောက်နိရုဒ္ဓကကန္နာယဆိုတာရေလုံးဝမရှိတဲ့ကန္နာယဟုတ်ပလားနောက်တစ်မျိုးကအမနုဿကန္နာယဆိုတာဘလူးတွေကြီးဆိုးတဲ့ကန္နာယဘာကြီးဆိုးတဲ့ ဘလူတွေကြီးဆိုးတဲ့ကန္တာယနောက်တစ်ခုက အပဘက်ခကန္တာယဆိုတာစားပွဲတောက်ခွဲအသီးရွက်ဘာညဆုံးဘာတစ်ခုမှမရှိတဲ့ကန္တာယကန္တာယဘယ်နှမျိုးလဲအခုလဲကုံတွေတွေဖြတ်မဲ့ကန္တာယကတကယ်ကတော့နိရောဓကကန္တာယဆိုတဲ့ရေမရှိဘူးဘာမရှိဘူးအဲ့ဒီကန္တာယခရီးတစ်လျှောက်လုံးမှာရေရှိတဲ့နေရာတစ်ခုမှမရှိသလို့ ဘာနဲ့ရောပြောနေသလဲဆိုတော့အမနုဿဂန္ဓာယဆိုတဲ့ဘလူးတွေနေတဲ့နေရာလည်းဖြစ်နေဘသူတွေနေတဲ့နေရာဒါဖြင့်သူတို့ဖြတ်မဲ့ဂန္ဓာယသည်ကျန်းသန်းတဲ့ဂန္ဓာယနှမျိုးရောစပ်နေတယ်။တခုကဘာမရှိဘူး။နောက်တခုကအဲ့တော့ဘလူးတွေကိန်းအောင်နေတဲ့ရေမရှိတဲ့ဂန္ဓာယ